ရုပ်နာတို့ရဲ့ပင်ကိုယ်တဘာဝလက္ခဏာကအနိစ္စဒုက္ခအနတ္တပဲအဲ့ဒီအနိစ္စဒုက္ခအနတ္တဖြစ်နေတဲ့ရုပ်နာသည်သူ့အရင်မှာဘုံဘုံတို့အမြင်ရှင်းထားဖို့လိုနေတာတစ်ခုဟာတစုံတစ်ခုဟာဖန်ဆင်းလို့ဖြစ်လာတာမျိုး မဟုတ်ဘူးအဲ့လိုဆိုလို့ရှိရင်အเจ้าမဲ့ဘွားကလည်းသူ့လိုလိုဖြစ်လာတာဒါလည်းမဟုတ်ဘူးเนาะသူ့ရှေးကရှေးရှေးရုပ်နာတဘာဝတရားကိုပဲအเจ้าခံပြီးတော့နောက်ထပ်ရုပ်နာအစ်စ်အစ်စ်ဟာဆက်ဆက်မပြတ်ဖြစ်နေတာ အဲ့ဒီဖြစ်စဉ်ကြီးဟာဘလောက်ကြာခဲ့ပြီဆိုတာဘယ်သူမှမသိနိုင်မသိနိုင်လောက်အောင်ရှည်လျားခဲ့ပြီအဲ့ဒါကိုတန်တရာလို့ခေါ်တာယုတ်ဒီနန်နေစင်စမပြတ်ဖြစ်တာကိုတန်တရာလို့ခေါ်တာအဲ့ဒါမြတ်စွာဘုရားတတ္တဝတူတယောက်ရဲ့ဘဝသူကဒီတတ္တဝအရင်ဘဝကဘာဖြစ်တာအရင်ဘဝကဘာဖြစ်တာဆိုတော့ဒါယုတ်နန်နေပဲလေယုတ်နန်နေဘလို့ဖြစ်တာဘလို့ဖြစ်တာလိုက်ကြည့်နေမယ်ဆိုရင်မြတ်စွာဘုရားပရိနိဗ္ဗာန်သံသာဆန်းသွားမယ်အဲ့ဒီတတ္တဝရဲ့ဘဝအစကိုအမြင်နိုင်အဲ့ဒါကိုအနမတ္တဂောယံ မတိနိုင်သောအစရှိတယ်နော်အလွန်ရှည်လျားတဲ့အစရှိတယ်တတ္တဝါတွေရဲ့အစဒီအစကိုတချို့ရှားကြတာရှိရနော်အဝိုင်းကိုအစရှားတယ်လို့ဖြစ်နေတာပေါ့ဟုတ်လားအဲ့တော့ဘုန်းတို့ဒါထားလိုက်တော့အဲ့တော့ဒီယုတ်တည်နဲ့နေရဘလို့တော့ပုဂ္ဂိုလ်တတ္တဝါသဘောမဟုတ်ဘူးဒါကိုအမြင်ရှင်းရမယ်ဘလို့သဘောတော့ဆိုတော့ဖောက်ပြန်မှုတဘာဝရဲ့တိမှုခံစားမှုမှတ်သားမှုရှေ့ဆော်မှုဆိုတဲ့နံတဘာဝ၄မျိုး ဒါနံပါတ်ခန္ဓာ၄ပါးနော်တိမှုဝဝိညာဉ်နဲ့ခန္ဓာကိုရည်ရွယ်တာပေါ့နော်ဟုတ်လားခံစားမှုဝဝိညာဉ်နဲ့ခန္ဓာကိုရည်ရွယ်တာမှတ်သားမှုဝသင်္ကြန်ခန္ဓာကိုရည်ရွယ်တာနော်တုံ့ပြန်မှုဝသင်္ခါရခန္ဓာကိုရည်ရွယ်တာပေါ့အဲ့ဒီ၄မျိုးနဲ့ဖွဲ့စည်းတိစောက်ထားတဲ့နံခန္ဓာအစုသူကဘယ်မှာမှီဖြစ်တာတော့ရုပ်ခန္ဓာဖောက်ပြန်မှုကြီးကိုမှီဖြစ်နေတာဖောက်ပြန်မှုကြီးကတော့ရမ်းသိဖို့ထင်ရှားတယ်လွယ်ကူတယ်ကြည့်ကြည့်လိုက်ခြေဝါးစဆွေမွေးစုံတကိုယ်လုံးကြည့်ကြည့်လိုက်အခုကြည့်ကြည့်လိုက် နော်သွေးတွေသွားနေတယ်လေတွေဝင်ထွက်နေတယ်အကုန်လုံးထဲထဲမှာဘယုတ်ပရဲ့အလုတ်လုတ်နေကြတယ်ပေါ့နော်အကုန်လုံးလုတ်လုတ်နေကြတယ်ဟုတ်လားအထက်ထက်ရောက်ရင်မြင်ကွင်းကြီးကတမျိုးနော်အခုမြင်နေရတဲ့အပေါ်ရမြင်တာမြင်ကွင်းတမျိုးနော်အံ့ဩစရာကြီးဟုတ်လားကိုယ့်ရဲ့ခေါင်းဆိုတာကိုပဲစိတ်ဝင်စားကြည့်သမ်းပါဘယ်လောက်ရှုပ်ရှုပ်ထွေးထွေးတိဆောက်ထားသလဲဖြစ်ပေါ်ပြောင်းလဲနေကြသလဲတကယ်ကိုအလွန်ရှုပ်ထွေးတဲ့စိတ်ယုံကြီးတစ်ခုလို့လုတ်လုတ်နေတာပဲဟုတ်လား ဒါပါလေခန္ဓာရဲ့တဘာဝအမှန်တရားပဲလေအဲ့ဒါလိုအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့ယုံ nant တဘာဝတရားတို့သည်မတည်မြဲသောမတည်မြဲဘူးဆိုတာဖြစ်ပြီးရင်မရှိတော့တဲ့သဘောလေးကိုပြောတာဖြစ်ပြီးရင်မရှိတော့ဘူးနဲ့ပဲပြီးပြီးသွားတာသူကဟုတ်လားနောက်ထပ်ထပ်ပြီးတော့ဖြစ်ပြန်တာနောက်ထပ်ထပ်ပြီးတော့ဖြစ်ပြန်တာနောက်ထပ်အစ်စ်အစ်စ်ဖြစ်ပေါ်နေတာနဲ့ပဲသူကဆက်ပြီးတော့ယက်တီယက်တီနေတာပေါ့သူ့ရဲ့ယက်တီမှုကဘာမှမကြဘူးတကယ်တမ်းက အဲ့တော့ဘုံဘုံတို့ကပိုင်းဖြတ်ပြီးတော့မမြင်နိုင်တဲ့ခါကျတော့ဘောကိုရက်တည်နေတာအချာကြီးလို့ထင်နေတာအဲ့ရာကိုတတ္တရာဒိဋ္ဌိခေါ်တာပဲခုနကလည်းဒီတိုင်းပဲခုလည်းဒီတိုင်းပဲနောက်ဘောကလည်းဒီတိုင်းထိသွားမှာဘလို့သူကဒီတိုင်းဒီတိုင်းလေးလို့ထင်နေတာဘောကအဲ့ဒါတတ္တရာဒိဋ္ဌိခေါ်တယ်အဲ့ဒီတတ္တရာဒိဋ္ဌိနဲ့တွဲပြီးတော့ဖြစ်တဲ့အလိုဆန္ဒကိုဘဝတဏ္ဍလို့ခေါ်တာတကယ်တမ်းကဒါပေမဲ့ဘုံဘုံတို့ကတော့တရားတွေထဲမှာလွယ်အောင်လို့ဘဝတဏ္ဍဆိုတာဘဝကိုမက်မောတာလို့အလွယ်ပဲဘာသာပြန်တာအမှန်ကဘဝတဏ္ဍဆိုတာ တီမြဲတယ်ဆိုတဲ့အမြင်မှားနဲ့ရှင်တွဲပြီးတော့ဖြစ်တဲ့အလိုဆန္ဒကိုဘဝတဏ္ဍလို့ပြောတာကာမတဏ္ဍဆိုတာကမြင်ကျင်တာကြားကျင်တာနမ်းကျင်တာစားကျင်တာထိကျင်တာဒါကကာမတဏ္ဍရှင်းတယ်အဘဝတဏ္ဍဆိုတာကဘာလဲဒီရုပ်တန်နေရုပ်နဲ့နေရဖြစ်ပေါ်ပြောင်းလဲသွားကိုမမြင်ဘူးမမြင်တော့ဒါဒါပဲငါငါပဲဒီတိုင်းဒီတိုင်းပဲလို့သူကဆက်ပြီးတော့ထင်းနေတာဟုတ်လားအဲ့ဒါဘာခေါ်တော့တတ္တရာဒိဋ္ဌိပေါ့နော်တီမြဲတယ်လို့ထင်တာအဲ့ဒါနဲ့ရှင်းပြီးတော့ဖြစ်တဲ့တဏ္ဍကိုဘဝတဏ္ဍခေါ်တာ ဝိဘဝတဏဆိုတာဥစ္စေတာဒိဋ္ဌိနဲ့ရှင်ပြီးတော့ဖြစ်တဲ့တဏဝိဘဝတဏခေါ်တာအဲ့ဒါကတချို့ပုဂ္ဂိုလ်တွေကဒီဘဝပြီးရင်ပြီးပြီနော်ညာဒိဋ္ဌိဆရာကြီးခြောက်ထဲကတယောက်ပြောသလိုပေါ့ဟုတ်လားနော်လေရလဲလေနဲ့ရောသွားမြေရလဲမြေနဲ့ရောသွားပြီးရင်ပြီးသွားတာဒါပဲဟုတ်လားအဲ့တော့ तू ကဘလို့လူတွေကကြိုက်တုံဆိုတော့မကောင်းတာအများကြီးလှုပ်ထားတဲ့လူတွေကကြိုက်တယ်အဲ့ဒီအယူဆအောင် तू တင်ပြီးပြီးပြီဆိုတော့ तू ကရှင်းသွားတယ်လေ तू က तू ရှင်းကျင်တာလေ तू ကနောက်ရှင်ပေးဆက်တယ်မှာလေ तू မလို့ကျင်ဘူး အမအဲ့ဒီအယူဆကိုမကြိုက်ဘူးလို့မထင်နဲ့နော်ကြိုက်တဲ့လူတွေအများကြီးရှိတယ်ပြီးတော့ဒီဘဝမှာဖြစ်တယ်လို့ကိုနေပြစ်လိုက်ခြင်းတယ်ဆိုတဲ့လူတွေကလည်းကြိုက်တယ်နောက်ဘဝရှိတာကိုတိတ်ပြီးတော့မရခြင်းဘူးဒါလည်းမသေးသေးလို့ပါဘမုံအမြင်ကတော့တေကန်တိကြရင်တော့ तू ပြက်ခြင်းမှာမဟုတ်ရခြင်းမှာမသေးခင်မှာတော့ तू ကမကောင်းတာတွေလှုပ်ထားတဲ့အခါကျတော့ပြက်ခြင်း तू ကအဲ့ဒီပြက်တာကိုပဲသူ့စိတ်ထဲမှာကြိုက်နေတာအဲ့ဒါကိုဝိဘဝတဏလို့ခေါ်တယ်ပြက်နေတယ်ပြက်သွားမယ်ဆိုတဲ့အမြင်နဲ့ရှင်းပြီးတော့ဖြစ်တဲ့တဏ္ဍာ အဲ့ဒါဝိဘဝတဏတဏ၃မျိုးเนาะဒုက္ခရဲ့အကြောင်းတရားပေါ့ဘယ်ကနေထွက်တော့ဒီတဏ၃မျိုးอ่ะဘဝရဲ့သဘာဝကိုအမှန်သိဖို့အမှန်မသိတဲ့ခါကျတော့ဘဝကိုမြဲတယ်လို့ထင်တော့တတ္တရာတိတိဖြစ်တယ်အဲ့ဒါနဲ့ဆန့်ကျင်ပဲအိုးပြီးပြီးတာပဲကွာဆိုတော့လည်းပဲဥစ္စရာတိတိဖြစ်ပြန်ရောဒီသဘောလေးတွေအဲ့တော့ဒီလိုမျိုးအမြင်မှားမှုတွေဘုံဘုံတို့ရဲ့စိတ်ကိုမလွှမ်းမိုးနိုင်အောင်ဘဝရဲ့ပုံမှာအမြင်မှန်ရအောင်ကြိုးစားအားထုတ်အဲ့လိုအမြင်မှန်ရအောင်ကြိုးစားအားထုတ်လို့ အမြင်မှန်ရရဲဆိုရင်အဲ့ဒါသူတော်ကောင်းတရားကိုတည်တယ်ခေါ်တာ။နောက်သူတော်ကောင်းတရားကိုတည်မှအိုခြင်းနာခြင်းသိခြင်းကိုရင်ဆိုင်နိုင်မှလို့ပြောရတာကိုအဲ့တော့သူတော်ကောင်းတရားကိုတည်တယ်ဆိုတာဘာကိုပြောတာတုံးဆိုတာကိုရှင်းနေတာနော်။သူတော်ကောင်းတရားကိုတည်တယ်ဆိုတာဘာတုံး။ဘဝခန္ဓာရဲ့အကြောင်းကိုအမှန်တိုင်းတည်တာကိုသူတော်ကောင်းတရားကိုတည်တယ်လို့ပြောတာ။အဲ့ဘဝခန္ဓာအကြောင်းကိုတည်ဖို့အတွက်ဘုံဘဝအခုအကြံမြင်၃ခုစပြောနေတာဟုတ်လား။ ပုဂ္ဂိုလ်တ attva တွေဖြစ်နေတာမဟုတ်ဘူးဖောက်ပြန်မှုတွေအာယုံကိုတီးမှုခံစားမှုမှတ်သားမှုတုံ့ပြန်မှုယုံနံတွေဖြစ်နေတာလို့ပထမအဆင့်သိရမယ်ဒုတိယအဲ့ဒီယုံနံတို့တည်လည်းပဲဖန်ဆင်းထားလို့ဖြစ်တာမဟုတ်အကြောင်းမဲ့ဖြစ်နေတာမဟုတ်ဖြစ်เสียအကြောင်းတရားကိုခြေခံပြီးတော့အကြောင်းကျိုးဆက်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 ပြီးတော့ဖြစ်ပေါ်နေတာလို့သိမယ်နာမရူပပရိစီတာညာပစ္စယပရိကညာနာမည်လေးတွေလည်းတတ်တတ်အောင်လုပ်ပါဟုတ်လား အဲ့ဒါလိုကြောင်းကျိုးဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့ဒီယုံနဲ့အဆုတို့သည်ဘလို့သဘာဝရှိတော့ဘလို့လက္ခဏာရှိတော့အနေအဆဒုက္ခအနတ္တလက္ခဏာရှိတယ်ဖြစ်ပြီးရင်မရှိတော့နောက်ထပ်ဖြစ်လာတာသဘာဝတရားတစ်ခုသူလည်းဖြစ်ပြီးရင်မရှိတော့နောက်ထပ်ဖြစ်လာတာတစ်ခုဟောဒီလိုသူတို့နှစ်ခုကဆက်ဆက်မှုမရှိဘူးတော့မဟုတ်ဘူးအကြောင်းအကျိုးအနေနဲ့ဆက်ဆက်တယ်ဒါပေမဲ့ရှိရဟာဒီနောက်ဟာမဟုတ်နောက်ဟာဒီလည်းရှိရမဟုတ်ဘူးအဲ့ဒီတိုင်းသာတိမယ်ဆိုရင်စိတ်ကအရင်ငြိမ်းအေးမှာပဲဘာလို့တော့ဆွဲလန်းမှုနေသွားတာဟုတ်လား မြင်းနဲ့ဖြစ်ပြီးတော့ဒါမဟုတ်ဘူးဒါမဟုတ်ဘူးနောက်ဟာအစ်တဲ့နောက်ဟာအစ်တဲ့ဒါမဟုတ်ဘူးလို့သိနေတယ်ဆိုလို့ရှိရင်ဘာလို့ဘုံဘုံတို့ရဲ့စိတ်ကလူကျင်မှုနဲ့ဆွဲမဲ့မှာလဲဘာလို့မကျင်တတ်မှုနဲ့ဘုံဘုံတို့ကဖြည့်ဆည်းခြင်းတဲ့စိတ်ရှိမှာလဲလောဘဒေါသမဖြစ်ဘူးဆိုရင်ဒီစိတ်ငြိမ့်ပြီးအေးပြီးပဲဒါပဲလောဘဒေါသကြောင့်စိတ်ကပူနေရတာလောင်နေရတာဆင်းရဲနေရတာဟုတ်တယ်မဟုတ်လားအဲ့တော့လောဘဒေါသမဖြစ်အောင်လှုပ်ခြင်းသည်ကိုယ့်ကိုချမ်းသာအောင်ငြိမ့်အေးအောင် လုပ်တာပဲအဲ့တော့လောဘဒေါသငြိမ့်ခြင်းရဲ့အိဋ္ဌာကိုမြင်အောင်ကြည့်အိဋ္ဌာကိုမြင်လောဘဒေါသငြိမ့်တာပဲ nó mỏi là